တာပါခင်ဗျာကျွန်တော်ကတော့ဇွဲတစ်ပါ DVB ရုံမြင့်တန်းချာရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်ကချင်ပြည်နယ်ဖားကန့်မြို့နယ်မှာမေလ19ရက်မနေ့ပိုင်းက Vote ILO Article 33 to Save Lives စာရန်ကန်ဆာကစစ်ကောင်စီတပ်ကို ILO ပုံမှန်33အရာအရေးယူနိုင်ရေးအတွက်နိုင်ငံတကာကထောက်ခံမဲပေးကြဖို့တောင်းဆိုတဲ့လူထုတပိတ်လှုပ်ရှားမှုကိုပြုလုပ်ခဲ့ပါတယ် ဒါမဲ့ဇွန်လ၂ရက်နေ့ကနေ၁၃ရက်နေ့ထိဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့အိုင်ယာလိုရုံးခန်းမှာကျင်းပမဲ့အိုင်ယာလိုညီလာခံမှာစစ်ကောင်စီရဲ့အကြမ်းဖက်မှုတွေကိုရပ်တန့်ဖို့ရွေပြီးပြုလုပ်ခဲ့တာပါ။အိုင်ယာလိုကိုယ်စားလှယ်တွေကစစ်ကောင်စီကို Article 33နဲ့အရေးယူမှုကိုထောက်ခံမဲပေးကြဖို့ကိုလည်းနိုင်ငံတကာကိုယ်စားလှယ်တွေကိုဖားကန့်ပြည်သူတွေကတောင်းဆိုခဲ့ကြပါတယ်။မြန်မာနိုင်ငံကပြည်သူတွေကိုလေရင်နဲ့နှင်းစင်ဘုံကျဲတိုက်ခိုက်တာတွေရပ်တန့်ဖို့ စစ်ကောင်စီကိုလူတက်လက်နက်မဝဲနိုင်ရေးငွေကြေးစီစစ်မှုတွေဖျက်တာဖို့အလို့သမားခွင့်ရေးလူခွင့်ရေးတွေကိုကာကွယ်ဆောက်ရှောက်ပေးဖို့အဓမ္မစစ်မှုထန်ခိုင်းစေခြင်းဆရာကိစ္စရပ်တွေကိုရပ်တန့်ဖို့ကလေးစစ်သားအုံပြုမှုကိုရပ်တန့်ဖို့အပြစ်မဲ့ပြည်သူတွေရဲ့ဘဝကလေးငယ်တွေအမျိုးသမီးတွေရဲ့အသက်တွေနေ့စဉ်ရက်ဆက်တပ်ဖြတ်မှုတွေကိုရပ်တန့်နိုင်ဖို့အတွက်ထောက်ခံမဲတောင်းခံနေကြတာဖြစ်ပါတယ်ခင်ဗျာ။ မလင်တန်သင့်နေပြည်တော်တက်ကုံးမြို့နယ်မှာမေလ၁၈ရက်ညပိုင်းကမိုးသဲထန်စွာရွာသွန်းခဲ့တာကြောင့်ရေကြီးရေရှမ်းမှုတွေဖြစ်ပေါ်ကလူအယောက်၄၀၀ကျော်ရေပေးလွှတ်ရာကိုပြောင်းရွှေ့ခဲ့ရတယ်လို့ဒေသခံတွေစီကနေသိရပါဗျ။တက်ကုံးမြို့နယ်ကမကြီးပင်ကျွရနဲ့ဥရှိကုန်းကျွရတွေမှာမိုးသဲထန်စွာရွာသွန်းတာကြောင့်တောင်ကျရေတွေကျဆင်းလာပြီးနဝင်းချောင်းရေမြင့်တက်လာတဲ့အတွက်ရေကြီးရေရှမ်းမှုတွေဖြစ်ပေါ်နေတာလို့ဆိုပါတယ်။ မုံများတာနဲ့တောင်ကျရဲ့ကြောင့်နဝင်းချောင်းရေရှမ်းပြီးအနေဝင်းချင်မှာရှိတဲ့ကျေးရွာတွေကိုရေဝင်တဲ့အတွက်ရွှေ့ပြောင်းရတဲ့အထိဖြစ်ခဲ့တာလို့ဒေသခံကပြောပါတယ်။လက်ရှိရေကြီးရေရှမ်းတာတွေဖြစ်နေတဲ့ကျေးရွာနေရာကဒေသခံ၄၀၀လောက်ဟာရေပေးလွတ်တဲ့တက်ကုန်းမြို့ရေရင်းဖြူဖုံးတော်ကြီးကျောင်းမှာယာယီပြောင်းရွှေ့နေထိုင်နေတယ်လို့ဆိုပါတယ်။အဲ့ဒီရေရင်းဖြူဖုံးတော်ကြီးကျောင်းကိုယာယီရေပေးရှာမှုရောက်ရှိနေတဲ့ရေပေးတင်သူတွေကိုဂယုနာရှင်လူမှုကွန်ရက်ပရာဟိတအတင်းကအစားအသောက်တွေလူရန်ပေးထားတယ်လို့သိရပါတယ်ခင်ဗျာ။ ရန်ကုန်မြို့နယ်ပန်းစောရန်လမ်းနဲ့ကနားလမ်းထောက်မှာမေလ19ရက်နေ့လယ်ပိုင်းကအသက်19နှစ်အရွယ်လူငယ်ကိုခပိုင်းနှိုက်တွေကအုပ်စုဖွဲ့ဝိုင်းရိုက်ခဲ့တယ်လို့မျက်မြင်တွေ့ရှိသူတွေကပြောပါတယ်။အရိုက်ခံရတဲ့လူငယ်လေးဟာ YPS ကားစီးလာတဲ့အချိန်ခပိုင်းနှိုက်တွေကသူ့ရဲ့ဖုန်းကိုနှိုက်ယူရာကနေအချစ်တင်ဖြစ်ခဲ့ပြီးအုပ်စုဖွဲ့ဝိုင်းရိုက်တာကိုခံခဲ့ရတာလို့ဆိုပါတယ်။ YPS 90ကားပေါ်ကနေလူငယ်ကိုဆွဲချပြီးဝိုင်းရိုက်ကြတဲ့အချိန်ဝင်ဆွဲမဲ့သူလည်းမရှိပဲစိတ်ကြိုက်ရိုက်ပြီးထွက်သွားတဲ့အချိန်မှာပရိုက်တာအဖွဲ့ကိုဖုန်းဆက်ပြီးစေယုံပို့ပေးလိုက်ရတယ်လို့မျက်မြင်တွေ့ခဲ့တဲ့ဈေးသက်တယောက်ကပြောပါတယ်။ YBS ကားတွေပေါ်မှာအုပ်စုဖွဲ့ခပိုင်းလိုက်တဲ့ဖြစ်စဉ်တွေဟာမကြာခဏဖြစ်ပွားနေပြီးတာဝန်ရှိတဲ့ရန်ကုန်တိုင်းဒေသကြီးပေါကလိကတယ်ယူပို့ဆောင်ရေးကော်မတီ YRTC ကိုခီးတဲ့တွေကတိုင်ကြားခဲ့ပေမဲ့ပြန်လည်ဖြေရှင်းပေးတာမရှိဘဲမိမိပစ္စည်းကိုတေချာကူးဆိုင်ဖို့သာ ပြန်လည်ဖြေချခဲ့တယ်လို့ကိုရစ်ကြောင့်ခဲ့ရသူတယောက်ကပြောပါဗျ။ခပိုင်းနိုင်ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး YRTC ကိုဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ပြန်လည်ဖြေကြားတာမရှိခဲ့ပါဘူးခင်ဗျာ။ ရခိုင်ပြည်နယ်ဘူဒီရအောင်မြို့တိန်တိုက်ပွဲအတွင်းဖမ်းဆီးရမိတဲ့စစ်ကောင်စီတပ်ရဲ့စစ်တုံးပိုင်းမိသားစုဝင်300ကျော်ကိုဘူဒီရအောင်မြို့တိန်အောင်ပွဲတနည်းပြည့်အထိမ့်မှတ်အနေနဲ့မေလ18ရက်နေ့မှာအာရခတတော်အေကပြန်လွတ်ပေးလိုက်တယ်လို့နှိဆက်သူတွေစီကနေသိရပါဗျ။ဘူတိရာမြို့တိုင်းတိုက်ပွဲမှာစကခ15နဲ့ခမရ951တပ်ရင်းတွေကဖမ်းဆီးရမိခဲ့တဲ့စစ်တုံးပန်းမိသားစုဝင်တွေကရခိုင်လူမျိုးတွေနဲ့မြို့နယ်စုဝင်တက္ကမလူမျိုး ခမီလူမျိုးမျိုးလူမျိုးနဲ့ တပ်လူမျိုး314ယောက်တို့ကိုအခမ်းအနားပြုလုပ်ပြီးမိသားစုတွေကိုလွှဲပြောင်းပေးလိုက်တယ်လို့ဆိုပါတယ်အခုလွတ်ပေးလိုက်တဲ့စစ်တုံးမှန်မိသားစုဝင်တွေထဲမှာကလေးငယ်တွေအမျိုးသမီးနဲ့တက်ကြီးရဲ့အိုတွေကိုဦးစားပေးလွတ်ပေးတာလို့ AA နဲ့နှိဆက်သူကပြောပါတယ်ဘူတိရာမျိုးကိုအာရခတက်တော်က2024ခုနှစ်ဧပြီလ16ရက်နေ့မှာအပိတက်အသိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့ဧပြီလ16ရက်နေ့ကလည်းမင်းပြားမျိုးမျိုးသိန်းတိုက်ပွဲအတွင်း ဖန်စီရမိခဲ့တဲ့စစ်တုံးပိုင်းမိသားစုဝင်၂၀၀ကျော်ကိုဒုတိယအကြိမ်အဖြစ်လူငယ်ချမ်းသာခွင့်အဖြစ်အခမ်းအနားတွေပြုလုပ်ပြီးသူတို့ရဲ့ဇာတိရွာတွေကိုပြန်လည်ပို့ဆောင်ပေးခဲ့ပါတယ်ခင်ဗျာ DVB ရုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျွန်တော်ကတော့ဇွဲသစ်ပါကျေးဇူးတင်ပါခင်ဗျာ